ျက်နှာလေးကိုကြည့်ကြည့်ပြီးအဲ့လိုစားနေတယ်တကယ်မသိမသိခိုးခိုးကြည့်ရတဲ့ဟဲ့သဘောမကျတယ်ဆိုလို့ရှိရင်တော့အညရောရောဘုံအားလုံးပဲမင်္ဂလာပါချာဆွဲလေးဖြစ်ပါတယ်ချာဆွဲဒီနေ့ရတော့ပေါ့နော်စော်လေးတွေသူတို့ကြွေနေတဲ့ဘဲအရှိမလုတ်တက်ကြတဲ့အပြုတ်အမ top 5ပါပါတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင် ဒါနံပါတ်1ကောင်းကောင်း reaction ပြီးရဲ့သူဘာပဲပြောပြောပေါ့နော်ကိုသဘောကျရဲဆိုလို့ရှိရင်တော့သဘောကျရဲကောင်းလေးပြောနေတဲ့စကားတွေစိတ်ဝင်စားပြီးအော်ဟုတ်လားဟုတ်လားဟာဟုတ်တာပေါ့ရည်စရာပြောရဲဆိုလို့ရှိရင်ဟာဟုတ်တယ်။အိုးသူ one is a ဟုတ်ဟုတ်လားဟုတ်ဆိုပြီးရောပေါ့နော်ဒီမှာ reaction ကောင်းကောင်းပေးကြပါတယ်။ နံပါတ်2အပြုံးလေးနဲ့တောက်ပကနေရောရတော့ဘုံမလို့စဉ်းစားကြည့်လေကိုသဘောမကျတဲ့သူနဲ့ဆိုလို့ရှိရင်နေရထိုင်ရတမျိုးဖြစ်မယ်ကိုသဘောကျတဲ့သူဆိုလို့ရှိရင်အဲသူ့ရဲ့သူ့ကိုရှေ့တက်တက်မှလည်းမြင်ရတယ်သူ့အကြောင်းလေးတွေ့လိုက်တာနဲ့ကြော်နေရတဲ့သူတွေမှော်လားအဲ့တော့သူ့ကိုလည်းတွေ့ရတယ်သူ့စကားပြောတဲ့အတန်းလေးနားထောင်ပြီးတော့တဲ့အဲ့ဆိုအမြဲတမ်းပြုံးပြုံးလေးနဲ့တည်ရမလားသဘောကြီးကျနေမှာပါ မတော်တဘာဘာတက်တက်ဖြစ်တဲ့ skinship လေးတွေကိုမတိမတာလက်ခံတယ်ဥမာတစ်ခုခုအတူတူကင်မိသွားတဲ့အချိန်မှာတမျိုးဖြစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဥမာအတူတူကားလန်းဖြစ်ကူတဲ့အချိန်မှာဆိုလို့ရှိရင်အော်သဘောမကျတဲ့ကောင်းလေးရကိုကိုအဲ့လိုအာလာဒီနောက်မှာဒီလိုဒီဘက်ကိုလာဘာညာဆိုလို့ရှိရင်တရရရအစဉ်ပြေလို့လုပ်ဝင်မယ်တိမလားအဲ့ကြလို့ရှိရင်လာကားလန်းကူလို့ရှိရင်လက်လေးဆဲသွားရင်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ကြလို့ရှိရင်လက်ခံတာပဲဖြစ်ဖြစ်ဒါချင်းနည်းနည်းထိမိရဆိုလို့ရှိရင်လည်းမသိတလို့လေးအဲ့လို လက်ခံတာပေါ့ငြိမ်ပြီးလက်ခံနေရပေါ့နော်အဲ့ဒါကိုကသဘောကျလို့ဖြစ်ပါတယ်သဘောမကျရသူဆိုလို့ရှိရင်တော့ဟွန်းနံပါတ်၄ခဏခဏမခုတ်တယ်လို့ကြည်ရမင်းကြီးကြတော့သူသဘောကျရဆိုလို့ရှိရင်ပေါ့နော်အဲအဲ့လိုမတိမသားလေးအဲ့မျက်နှာလေးကိုကြည့်ကြည့်ပြီးအဲ့လိုစားနေတန်းနေမတိမကြည့်ခိုးခိုးကြည့်ရတဲ့ဟဲ့သူလိုလေးလောက်အောင်လဲဆိုအဲ့လိုခိုးခိုးပြီးတော့ဟိုကြည့်ပါတယ်သဘောမကျရသူဆိုလို့ရှိရင်တော့သိရမလားချစ်ကဲနေတိတ်ပြီးတော့ဂိမ်းဆိုင်ရပုံစံဖြစ်နေပါလိမ့်မယ် မတ်ငါသူနဲ့ပတ်သက်ပြီးတော့မိကုန်းနေအများကြီးမေးရဆက်ဆူရယ်ကိုသဘောမကျသူဆိုလို့ရှိရင်ကိုလာမေးရဆိုလို့ရှိရင်တော့ကိုပဲဖြစ်ပြန်မေးပြီးပေါ့ဟုတ်ဟုတ်ပြန်ဖြေလို့အဲပြန်အမေးဖြေတော့ပဲရှိမှာပေါ့နော်အမေးဖြေတော့ပဲရှိရင်ကိုသဘောကျရသူဆိုလို့ရှိရင်အဲကိုကဘယ်မှာနေရလဲအဲကိုဘာကြိုက်လဲအော်ဘာလို့ဖြစ်လဲပေးရမှာပဲဖြစ်ဖြစ်ပါပဲပြပြောပေါ့နော်အာဂင်းဆော့ဖြစ်လားညီမလည်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပေါ့နော် conversation နဲ့ဆက်အောင်ဖို့တအများကြီးအများကြီးမေးမြန်းပါလိမ့်မယ်နံပါတ်6 ချိုတာနူးညံ့တဲ့မင်းကလေးအသင်ပြင်ကိုသဘောမကျတဲ့သူဆိုလို့ရှိရင်တော့နော်အဲ့လိုတန်း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 နဲ့ဘာတော့ဖိုက်တာလုံလုံခေါ်စီလာလို့လို့လို့ထားမင်းကလေးပေါ့နော်အကိုမကြိုက်အောင်လှုပ်တက်ကြပြီမယ်ကိုသဘောကျတဲ့သူနဲ့ဆိုလို့ရှိရင်နေအဲ့လိုစပင်လေးအဲ့လိုလုံနေရမယ်ဖြစ်ဖြစ်ပေါ့နော်အဲဘယ်လိုပဲရှင်းနေရဖြစ်မိမဆန်တဲ့အပြုတ်မှုလေးနေပေါ့နော်ချစ်စရာကောင်းတဲ့ပုံစံလေးတွေလှုပ်ကြပါမယ်ဆွဆွလေးကိုအပြည့်ချပါရှင်မထားအဲ့တော့ တော့ရောက်ဖောက်တော့မှဒီချက်ချက်တည်းကသဘောကျတဲ့ကောင်မလေးကဘယ်နှချက်လောက်လဲဆိုတာကိုဆက်ကောင်မမှာခြာရေးပေးခဲ့ပါအောင်เนาะနောက်တစ်ပလော့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ဆက်ဆက်လေးဖြစ်ပါတယ်အညောင်း